ကြည့်ဘူးတော့ပို့ပြီးတော့ခေါင်းကြည့်ရမှာတော့ငါဘယ်လိုလုံးအောင်မလဲဗောဒါမဲ့လေအဓိကကတော့ဟိုအရင်သားရဲ့ပထမဆုံးဇလန်တွဲဟိုကအဲ့လိုအရင်ရိုက်ပြီးသား မောင်နေဦးနဲ့မကူးဝေးကိုတင်ရိုက်တာဆိုတော့အဲ့တုန်းကအဲ့လိုမျိုးရိုက်ခဲ့ရတာဆိုတော့အရန်ကြီးတော့ဘလို့အရန်ကြီးတော့အဲ့လိုတွေးရတော့မရှိဘူးဒါပေမဲ့အဓိကကတော့တာဝန်ကြီးချင်တာပေါ့နော်ဒီ character ကိုကိုကုတ်ပုံစံနေပေါ့ဒါကတော့အဲ့လို market ကတည်ဆောင်ခဲ့ရဆိုတော့ market ပုံစံပေါ့နော်ဒါသားတို့ပြန်ရိုက်တဲ့ဇလန်တွဲဆိုတော့လေတဏ္ဍီပုံစံနဲ့မီးရင်းညူဘလို့မျိုးကောက်တဲ့ပုံလေးပေါ့နော်ဟုတ်အဲ့ဒါလေးပဲထိထားပါဘူးနင်းကြောင့်ငါပေတရားနင်းကလီနာယူနေဦးမလားလို့ပြောလို့ဆိုတည်ရမလားအဲ့လိုတချို့စင်းကအရန်ခုထိပောက်တော့မယ်လို့အဲ့လိုဆိုတော့ ကြည့်ဘူးပါတယ်ဟုတ်အဓိကသားလေအလုံးစုံဝိရမောင်နယ်ကကြတော့ဒါတို့ကဒီဒီတိုင်းဒီတိုင်းလေးရိုက်နေတာဆိုလေအမေနဲ့တပည့်ပုံစံမျိုးဖြစ်မှာဒါအရင်စိတ်ပူတယ်အဲ့တော့ဟုတ်ဘလုကလေးကလာလောက်အောင်လေဘောနောဘလောက်ထိကလေးဆန်ရမလဲအဲ့လိုမျိုးအဲ့ဒါပဲတရားတွေးနေရပေါ့နော်အခုလေအဲ့ဒါစပင်လေးညက်တယ်ဆိုတော့ပုံစံပြောင်းအောင်မှာဒါတို့စပင်အချိုလေးကမမြင်ဘူးပေါ့နော်ဒါလည်းမမြင်ဘူးဆိုတော့အခုညက်မှာပါမတူးဘူးပေါ့ဘလို့တူမှာလဲဟိုမှာကကြတော့ဒီ ူအောင်ရေချမ်းဝါစာဥလို့ခေါ်ဥဆိုဥမီမီအဲ့လိုပုံစံတော့ယေကလေးလေးဖြစ်နေမှရမှာလေအဲ့လိုဆယ်ကျော်သက်ပုံစံဆိုတော့တော်ဖန်ရောချင်းရန်နုပေးရမှာပေါ့ရန်နုပေးရမှာပေါ့အဲ့လိုဆိုဟုတ်အခုတော့မိတ်ကက်လိမ့်မလားဘောရန်နုပေးစမ်းမျက်နှာလှထားလို့ပါแค่เอาเจอเลยหมดป่ะตะคามาတော့အဲ့လိုဥလို့တော့ဘူးကိုမာတော့မခေါ်ဘူးပေါ့လို့ဆိုတော့ဒီမှာအဲ့လိုအီကော့ကလည်း तू อ่ะအမေအမေရဲ့ဈေးစားဟောင်းဆိုတော့ မဆယ်လောက်က20 20ကျော်လောက်က ecap ကကွာမှာဆိုအဲ့လောက်ကွာလောက်အောင်ပေါ့နော်ဟေးဟုတ်တယ် အဲ့ဒါတော်တော်လေးနုအောင်လို့စူးစမ်းနေပါရဲ့ဟုတ်ကဲ့ဘယ်လိုဘယ်လိုတော်တော်များများလေးခင်ဗျားများများလေးဒီရာကျတော့ဒါတို့အရန်တာဝန်ကြီးရေပေါ့နော်အရှိမလဲမကစ်ကအရန်ပေါက်ထားတဲ့ character ဆိုတော့လေပြီးတော့ academy ဘာဘာရတာဆိုတော့ဒါတို့ကဇလန်တွဲအနေနဲ့ပြန်ပြီးတော့ပုံဖော်တဲ့ခါကျတော့အအများကြီးတော့အဲ ဇက်ကူပေါ့နော်ကာရက်တာကိုအဲ့လိုမပြတ်သွားအောင်တော့အများကြီးစူးစမ်းရမယ်ချာတာဒီကားရိုက်ဖို့အရင်ပရက်ရှာများတာစပင်းညောင်းညှက်ထားတာဒီကားအတွက်ပေါ့နော်တောက်ပေါ်မှာတစ်ခါမှစပင်းမညှက်ဘူးအဲ့လိုဒါစပင်းအရင်နှမျောရည်တွေမှာပါတယ်ဒါအရင်ဆွဲလန်းချည်အဲ့လိုစပင်းအရှိစကြမ်းမဲ့အဲ့လိုပုံစံမပြောင်းမဲ့နေရပေါ့နော်တော်တော်ကြာခဲ့ပြီဆယ်တန်းပြီးရစပင်းရှည်ထားရဒါပေမဲ့ ီကားအတွက်ညှတ်ထားပါဒါဒီစပင်ထက်ညှတ်အောင်ပါဟုတ်ဒါဘယ်လိုယူတော့အောင်လဲอืมနည်းနည်းပေါ့နော်မပွင့်ရနည်းနည်းတူခိုင်းတာဆိုဟုတ်ဟုတ်တယ်အဓိကတော့ဆက်အရင်ကောင်းလို့ပေါ့နော်အဲဒါကအခုစစထားပါပေါ့နော်ဒီဒါတို့လည်းနိပညာတကြံက9နှစ်လောက်ဒီရုပ်ဆောင်တော့မှရှိပြီဆိုတာ character ရွေးရောမယ်ပေါ့နော်ဒါလည်းအဲ့လိုဒီနှစ်မှစတွေ့ရပါဆိုတော့အဲ2026မှာတော့ကိုရိုက်ချင်တဲ့ဇက်ပဲရိုက်တော့ပြီးတွေ့ထားပါပေါ့နော်ဆိုတော့ဒီကကကြတော့ ကာရက်တာအရန်ကောင်းနေပေါ့နော်ပြီးတော့အရှိမလည်းအရန်ပေါက်ခဲ့ရအဲ့လိုခက်ဆက်ဆက်အဲ့လိုမျိုးပေါက်ခဲ့ရဆိုတော့ရိုက်ချင်တယ်ပေါ့နော်အဲ့တော့တရားလေးလေးပြင်ဆင်နေပါရောက်အဓိကတော့ဒါအဲ့လိုအဲအနုပညာကြံကျင်တာပေါ့နော်ဘယ်ကာရက်တာမဆိုဒါဒီမေယာကျွန်တော်ကဆိုလို့ရှင်လေပရိသတ်အရန်ခံသွားရပေါ့နော်အဲ့လိုမျိုးဖြစ်ချင်တာအဓိကကိုတကားဆိုတကားပရိသတ်ရှင်လေးကိုရောက်ချင်တာပေါ့နော်ဒါရိုက်ခဲ့ဇလန်တွဲတော်တော်များများလေးပရိသတ်ပရိသတ်ရောက်ခဲ့ပါတယ်အဲ့တော့ဒီကားကိုလည်းအဲ့လိုမျိုး ကြည့်ဘူးတော့ပို့ပြီးတော့ခေါင်းကြည့်ရမှာနော်ငါဘယ်လိုလုံးအောင်မလဲဗောဒါမဲ့လေအဓိကကတော့ဟိုအရင်သားရဲ့ပထမဆုံးဇလန်တွဲဟိုကအဲ့လိုအရင်ရိုက်ပြီးသား မောင်နေဦးနဲ့မကူဝေးကိုတင်ရိုက်တာဆိုတော့အဲ့တုန်းကအဲ့လိုမျိုးရိုက်ခဲ့ရတာဆိုတော့အရင်ကြီးတော့ဘလို့အရင်ကြီးတော့အဲ့လိုတွေးရတော့မရှိဘူးဒါပေမဲ့အဓိကတော့တာဝန်ကြီးချင်တာပေါ့နော်ဒီ character ကိုကိုကိုပုံစံမျိုးပေါ့ဒါကတော့အဲ့လို market ကတည်ဆောင်ခဲ့ရဆို market ပုံစံပေါ့နော်ဒါတာတို့ပြန်ရိုက်တဲ့ဇလန်တွဲဆိုတော့လေတဏ္ဍာရှင်ပုံစံနဲ့မီးရင်းညူဘလို့မျိုးကောက်ချင်ပုံလဲပေါ့နော်ဟုတ်အဲ့ဒါလေးပဲထူထားပါအဲ့အဲ့လောက်ကြီးရောလည်းမတွေးခဲ့ဘူးပါဘောဒီအမေကြည့်ရပါနင်းကြောင့်ငါးပေတရားနဲ့လီနာယူနေဦးလားလို့ဆိုတည်ရမလားအဲ့လိုတချို့စင်းကအရင်အခုထိပေါက်တော့မယ်လို့အဲ့လိုဆိုတော့ ်ကြည့်ဘူးပါတယ်ဟုတ်ဇလန်တွေကတော့အဓိကတော့ရက်ရှည်ရိုက်ကြတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ပူရောမအာအထိတ်ဆက်မိဖို့ပေါ့နော်လူတွေပေါ့နော် ဒါမဲ့ဒါလည်းအဲ့လိုအစ်တတရားမဟုတ်တော့ဘူးဆိုတဲ့အကြောင်းပေါ့အရင်ကတော့အဲ့လိုအာဒီရရရမယ်ဆိုအဲ့လိုတအားကြီးတော့အဲ့လိုမျိုးမရှိပါဘူးဒါမဲ့အဓိကတော့ character ဖြစ်နေတာပေါ့နော်အဲ့တော့ character ဖြစ်ဖို့တော့အများကြီးတော့ကြိုးစားပြင်ဆင်နေပါတယ်ဟုတ်တခါပြောကြရမလို့ဘာလို့အဲ့တော့ကြင်းမှာသမီးဆိုရဲဟိုအဲ့ညိုက်နေသမီးကပင်နေရတယ်အာဟုတ်ပြီအရင်ဆင်နေတယ်ဟုတ်အင်းအဓိကကတော့အဲ့လိုကိုကိုရိုက်ချင်တဲ့ဟာလည်းဖြစ်တယ်ပြီးတော့လုပ်ွက်လည်းရတယ်ကိုကြံမှုပညာလည်းကျန်မှာပေါ့နော်အကုန်လုံးအဆင်ပြေသွားတဲ့အကြောင်းမလို့မိညက်ဆိုလည်းညံ့ရဲပေါ့နော်ဆိုတော့ဟုတ်အဲ အဲ့လိုမျိုး character ကြီးရှိရင်လည်းဒါလုံးပါပါအဲတခြားဟာရဆိုလို့ရှိရင်ဟုတ်ဆိုတော့မကေးရဲ့မိမိရဲ့နေရတန်းတိုင်းရင်နေမှာပေါ့ကြည်တော့ဘယ်လိုမျိုးလေးတွေဒါထင်ကြရတယ်အရန်မိုက်တယ်လေအရန်မိုက်တယ်အဲ့လိုပြီးတော့အတော့ရဆုံးအရန်မိုက်နေရလေအမမမိုးရောမကစ်ရောကပပီတီဦးရောအရန်မိုက်နေရဆိုတော့ဒီဘောနော်အဲ့ဒါကြီးပြန်တွေးရင်အဲ့လိုပြန်တွေးရင်ပူပြီးခေါင်းခေါင်းကြီးလာပုံမှန်ဆိုဘာမှမဖြစ်ဘူးကြိုင်းကြိုင်းနေအစီပဲအိကသားလေအဲ့လိုနောက်ဝေးရမောင်နေလာကြတော့ဒါတို့ကဒီဒီတိုင်းဒီတိုင်းလေးရိုက်နေတာဆိုလေအဲ့လိုအမေနဲ့တပိပုံစံမျိုးဖြစ်မှာဒါအရန်စစ်ပူတယ်အဲ့တော့ အုံဘလူးကလေးကလာလောက်အောင်လဲပေါ့ငါဘလောက်ထိကလေးဆန်ရမလဲအဲ့လိုမျိုးအဲ့ဒါပဲတေချာတွေးနေတယ်ပေါ့နော်အခုလေအဲ့ဒါစပင်လဲညက်တယ်ဆိုတော့ပုံစံပြောင်းအောင်ပါတော့စပင်အတွင်းလဲကမမြင်ဘူးပေါ့နော်ဒါလည်းမမြင်ဘူးဆိုတော့အခုညက်မှာပါမတူးပေါ့ဘလို့တူမှာလဲဟိုမှာကျတော့ဒီကိုအောင်ရေချမ်းဝါစာဦးလို့ခေါ်ဦးဆိုတော့ဦးမီမီအဲ့လိုပုံစံဆိုတော့ကလေးလေးဖြစ်နေမှရမှာလေအဲ့လိုစေကျော်တက်ပုံစံဆိုတော့ ကျွန်တော်ဖန်ရောရန်နုဝေးရမှာပေါ့ဇန်နုဝေးရမှာပေါ့အဲ့လိုတော့ဟုတ်အခုတော့မိတ်ကက်လိမ့်မလားဘာရန်နုဝေးစလားမျက်နှာလှထားလို့ပါအဲ့တော့ကြောက်လည်းမဟုတ်ပါဘူးတခါမှတော့အဲ့လိုဦးလို့တော့ဘူးကိုမှတော့မခေါ်ဘူးပေါ့ဆိုတော့ဒီမှာအဲ့လိုအဲ့ကက်ကလည်းသူကအမေအမေရဲ့ဇီဇာဟောင်းဆိုတော့20လောက်က20 20ကျော်လောက်က1ကက်ကွာမှာဆိုတော့ အဲ့လောက်กว่าလောက်အောင်ပါတော့။ဟုတ်ပါပါဘူး။ဟိုဒီမှာပထမလေးအဲ့လိုကိုကြီးကိုကိုကိုခေါ်မယ်ထင်တာ။အဲ့လိုဥဆိုစခရပ်ဖတ်လိုက်တော့မဟုတ်ဘူး။အိုးကဘလို့လဲပေါ့နော်အိုးကလည်းတော်တော်မူးထည့်ရမှာပေါ့အဲ့လိုအိုးဆိုရင်နန်စာကိုနဲ့လောကမရှင်းသေးဘူးဆိုတော့အိုးပေါ့နော် ဘယ်လိုလိုရိုက်ဖို့မှာလဲအဲ့လိုအဲ့လိုမျိုးဆက်ကလည်းအရင်တော့မရှိဘူးလားဟုတ်အခုကလည်းဒါအရင်တော့ဟာတင်ရိုက်တာဆိုတော့ဒီခါမှအဲ့လိုလေးမဖြစ်ဘူးအဲ့လိုမျက်နှာပြောင်းနေတယ်ယူဒီနေ့မျက်နှာလေးလှုပ်ထားလို့ပါဒါအရင်အဲ့လိုမျိုးမရှိဘူးဒါမျက်နှာပြောင်းနေသွားလဲသွားမဖြစ်လဲဖြစ်ရအောင်ဟုတ်ဒီနေ့ကကျတော့လိမ့်ချင်ပါတယ်လိမ့်လို့မရလို့မလိမ့်ခဲ့ရပါဘူးအဲ့တော့အရင်တစ်ခုကောင်းနေတာပဲနော်။ဟောအဲ့ဒါတော့အားနေချက်ပါမရပါဘူး။ဟုတ်အဲ့ဒါအကုန်လုံး sorry ပါဒါမွေးရပါတစ်ခုကောင်းနေရကြလို့မတက်နိုင်ဘူးနော်။ ဟုတ်အဲ့တော့အားနေကြပါဘယ်လိုပြရမလဲဆိုတော့တာဒီ2026မှာ2026မှာရိုက်မဲ့ကားရော2026မှာပြမဲ့ကားရောကြိုတင်ပြီးရောရိုက်ထားဆိုတော့လေအာတီချာလေး character ကိုဒီနောက်ပိုင်းပေါ့နော်ရွေးချယ်ပြီးတော့မှလိုက်သွားတော့မယ်အဲ့ဒါအောင်မှဒီလိုမျိုးဇာတ်လမ်းကြီးကကိုယ်စီရောက်လာတဲ့အကြောင်းမလို့အရင်လဲဝမ်းသာရယ်ပေါ့နော်ပြီးတော့ပြစ်သက်ကိုမတူတဲ့ပုံစံနဲ့ခြားပြရမှာဖြစ်တဲ့အတွက်ကြောင့်မလို့အဲအရင်လဲရှင်တို့ရှင်ခုံနေရယ်ပေါ့နော် ပြော်တာကဒီမဟာနဲ့ဆိုလို့ရှိရင်ပေါ့နော်မရေကျောင်းကအရန်ကြီးအဲအရန်ကြီးပြိတ်သက်ရင်လည်းရောက်ထားဖြစ်ဖြစ်ဆက်ဆောင်လို့အဲ့ record ဒါကြော်နိုင်မှရမယ်ပေါ့နော်ခုခုကိုအဲ့ဒါကလည်း pressure နောက်တစ်ခုပေါ့နော်ဖြစ်နေအောင်ဆိုတော့ဒီ moment မျိုးမှာ အဲ့ချက်ပို့ပြီးတော့မှပြိတ္တရှင်နဲ့ရအောင်လို့လုပ်ပြချင်တယ်ပေါ့နော်အဲ့တော့အကောင်းဆုံးလဲကြိုးစားပါမယ်အဲ့ပြိတ္တတရားလဲအရှိ character နဲ့အဲ့လိုမျိုး compare မလုပ်ဘဲနဲ့တအားတို့ရဲ့ပုံတအားတို့ version ပေါ့နော်အဲ့လိုဆိုတရားနဲ့တယောက်ကကြည့်မှာမဟုတ်လေရှင်မလဲစင်ညာကြီးကြီးအကြောင်းတို့ရဲ့ပညာတို့ရဲ့သဘာဝနဲ့ရိုက်ခဲ့ရဆိုတအားတို့ကလဲတအားတို့ရဲ့တဆန်သလောက်ပညာရင်နဲ့အဲတေချာလေးပုံဖော်ပါမယ်အဲ့တော့အရှိ character နဲ့အရင် compare မလုပ်ဘဲနဲ့တအားတို့ရဲ့ version အနေနဲ့အဲတေချာလေးဝေဖန်ပြပါအောင်လို့ထားပါလို့ရှင်ဟုတ်